ဓာတောင်ကိုကျော်ရမီပြွန့်လေကိုဖျက်မြည်စရဲဆောင်းလေးကိုဆက်လက်ဖျက်ပြပြီးသွားမှာဖြစ်ပါတယ်။ရဲမြစ်ကစကားဖြဲ့၍ secret တောင်သည်ကိုနနာကတိတ်မပြေစင်သူကတလိမကုန်သည်ရဲမြစ်ကတလိကုန်နေပြီ။နမဖူလောက်တော့မဆိုးသည့်တိုင်စီကရက်ကိုဒီလောက်တောက်ရင်ကျမကြီးထိခိုက်သည်သို့တော့ကိုနန္ဒမင်းကြီးရဲ့တလိထုတ်ပေးသည်ရဲမြစ်ကစီကရက်ကိုအားရပါးရဖွာသည် အပြန်ကြတော့ဒီကောင်ထန်းကားရလို့ဈေးဝယ်လာပေမဲ့တထွန်းအောင်ကို အခြေပြန်မဆက်ဘူးမပေးဘူးပေါ့လေဘလားကလည်းခက်ကောင်းဆိုတော့အနိုင်ကျင့်တာပေါ့ဒီတော့စကားများပြီးဟူကောင်းကတင်ထွန်းအောင်ကိုထိုးတယ်တင်ထွန်းအောင်ကပျော့ပျော့လေးဆိုတော့ခံရတာပေါ့ဦးလေးရဒီတင် ကျွန်တော်နဲ့ဖြစ်တာပဲကျွန်တော်တကယ်ချင်းကိုမတရားလုပ်တော့ဘယ်ခံချင်မလဲဦးလေးရ ကိုတငယ်ချင်းတည်းမဟုတ်ပါဘူးလေဘသူကိုပဲဖြစ်ဖြစ်ကျွန်တော်ရှိမှမတရားလုပ်ရင်ဘယ်ခံချင်ပါမလဲဒီတင်ကျွန်တော်ကချဲတာပဲဟိုကောင်ကမင်းနဲ့ရွယ်တူလားရှင်မြစ်ကရည်သည်ရှင်မြစ်ကစကားပြောရမည်ဆိုရင်အထူးသဖြင့်စိတ်မကောင်းစရာစကားပြောရမည်ဆိုရင်ဟက်ခလဲရည်ပြီးမှစကားပြောလိမ့်ရှိသည်ဒီရဲ့ချက်ကိုကိုနန္ဒသတိပြုမိ ကျွန်တော်ထအသက်လေးကြီးရဲ့အလုံးထည်လေးကြီးတဲ့ဦးလေးရနဲတဲ့ဗလာကြီးမဟုတ်ဘူးပြီးတော့ဒီကောင်ကအထန်းသမားတွေချားထဲမှာတိတ်ဖြန်ကြတဲ့ကောင်ဖိုးလဲကြတယ်တချို့ကကြောက်တော့ငုတ်ခံကြရတာပေါ့ကျွန်တော်ကချဲတော့ဒီလိုချားတိတ်ကသူ့ကိုချဲရပါမလားမဆိုင်မဲဝင်ရှုံရပါမလားဆိုပြီးလက်ပံချိလိုက်တာဦးလေးရပူထူသွားတာပဲမင်းခံလိုက်ရတယ်ပေါ့ရဲမြစ်ကတစ်ချက်ရည်ပြန်သည်ဘယ်ရမလဲဦးလေးရကျွန်တော်မှဒါရှိတာပေါ့ ိတ်သေးကဓာတ်ကိုထုတ်ပြီးဖဲချလိုက်တာဒီကောင်ကန်ကောင်းလို့ဘိုင်းမထီတာပေါ့ဖဲထီသွားလဲလမောင်းကိုရှက်ထီသွားတယ်တောက်နားလိုက်တာဦးလေးယာဒီကောင်ကိုကျွန်တော်လှလှကြီးမဆုံးမလိုက်ရဘူးခုနနကရဲမြစ်ကိုကြည့်ဤရဲမြစ်ဤအသက်သည်ဆက်ရှစ်စကိုးမြတာရှိုံးမြီဟုခုနနထင်သည်ကြွားပြောနေခြင်းဟုတ်ဟန်မတူနောက်တော့ဘလို့ဖြစ်သွားလဲနောက်တော့သူလွန်မန်းအားလုံးကလည်းသည့် သူပြန်ကြတာကိုကြီးခံကြရတာဆိုတော့အလုံးကကျွန်တော်ဘက်ပါတာပေါ့ဒီကောင်နောက်ဆိုကျွန်တော်ကိုရှိန်သွားတာပဲအနိုင်မကျင့်ရတော့ဘူးအဲ့ဒီကလေးကကျွန်တော်ဓာတ်ကိုကောင်းကောင်းကင်တက်လာတာဦးလေးရရန်ကုန်နှုံးကမောင်းပြန်ဓာတ်ကင်နေဆိုတာလိုလိုကင်တာမဟုတ်ဘူးအလားကင်တာသူများကင်လို့ fashion ထွင်မိလိုက်ကင်တာဒီကြတော့လိုလိုကင်တာလက်သီးနဲ့လာတဲ့ရန်သူကိုဓာတ်နဲ့တုတ်ပြန်ရမယ်ဓာတ်တစ်လက်နဲ့ရန်သူကိုဓာတ်နှစ်လက်နဲ့တုတ်ပြန်ရမယ် တလက်ကဒီမာလေးရမ်းမြစ်ကဘောင်းမီအောင်ခြေတလုံးတွင်တရေကျိုးဖြစ်စီးထားသောမောင်းပြန်မောင်းချတာကို ထုတ်ပြသည်မိကဘယ်ဆိုးလိုတော့ကကိုနန္နာကပြောသည်ဆိုရင်ဖန်သားမှာပေါ်ဦးလေးရကျွန်တော်နဲ့ဟိုကောင်ခြားကြတော့ဦးလေးတူကဘာလုပ်တယ်ထင်တယ်လဲရမ်းမြစ်ကမေးသည်ဘာလုပ်တယ်လဲကငိုတယ်ဦးလေးရဦးလေးတူကငိုတယ်သိရဲ့လားတော်တော်ဟားရတယ်သူ့အတွက်ဖြစ်ရလို့စိတ်မကောင်းဘူးဆိုပြီးငိုတဲ့ သူငိုတာဟိုကောင်များတည်သွားရင်ဘယ်တနာမလဲထပ်ပြီးတော့နိုင်ကျင်လေဦးမယ်ကျွန်တော်ဒါနဲ့ဆုံးမလိုက်လို့ဒါနဲ့ဝေဖန်ရေးလှုပ်လိုက်လို့ဟိုကောင်သူ့ကိုယ်သူပြင်သွားတာလူတယောက်ကို မျက်ရည်နဲ့ပြုပြင်ပြောင်းလဲလို့မရဘူးဦးလေးရဒါနဲ့ပြုပြင်ပြောင်းလဲမှရတယ်မဟုတ်လားဦးလေးရဟာဟာဟာရှဲမြစ်ကသူ့စကားကိုသူ့သဘောကျပြီးရေးသည် ရဲမြစ်သည်လူသားငယ်ပေမဲ့စကားဆန်းနေတော့ပြောတတ်သည် သူစကားသည် သူ့အဖိဓမ္မာ သူ့တဒနာကိုဖော်ပြသည်ဟု ကုဏနာယူဆသည်ရဲမြစ်ဤစကားကိုကုဏနာကြိုက်ချင်ကြိုက် မကြိုက်ချင်နေနိုင်သည်ဤဒီမှာသူဤတဒနာဖြစ်သည် သူ၏အဘိဓမ္မာဖြစ်သည်ရဲမြစ်သည် သူစကားအတိုင်းလုပ်မည်ဆိုလျင်ပြတ်သားပုံရသည်တတိရှိပုံလည်းရသည်ညီစမ်းမအောင်အခုတလောမင်းတို့အထမ်းမလိုက်ဘူးလားမလိုက်ဘူးဦးလေးရ မောင်ခိုတွေကိုစစ်တပ်ကအတင်းလိုက်နေတော့လမ်းတွေပိတ်နေရဲ့အခြားတော်လန်ကသွားရတယ်လမ်းကတိတ်ကျန်တော့ဦးလေးတူကတိတ်မလိုက်ချင်ဘူးကျွန်တော်ကတော့ရပါတယ်ဘယ်လမ်းကသွားရသွားရအရင်ကြည့်ဘူးသူ့ငယ်နေရတာနဲ့တင်ကျွန်တော်လိုက်သွားမယ်သူနေခဲ့ရဆိုတော့လည်းမနေရခဲ့ချင်ဘူးသူလည်းမလိုက်နိုင်ဘူးဒီထဲဆေးပြတ်တော့ဦးလေးတူမနေနိုင်ဘူးအိမ်ပြန်ချင်တယ်ဆိုပြီးငိုလိုက်ရေလိုက်လုံနေသေးရဲ့ဒါနဲ့ကျွန်တော်သူ့အတွက်ဆေးလေးပါလေးရအောင် ဝက်လာရှာတာပေါ့ကုဏနာတို့မနီမနဝေးတွင်ခီးတယ်တွေအိတ်ကုန်ကြပြီဟောက်တန်အန်သွားကျိတ်တန်ရောင်ရမ်းတန်တို့ကိုကြားရသည်ကုဏနာသည်ခါကိုဆန်ကမျိုးလုံးကိုမှိတ်လိုက်သည်အိတ်ချင်လာပြီဦးလေးကုဏနာအိတ်ပြောတော့မြည်အပြုရဲမြင့်ဤအတန်ကိုကြားရသည်ဟင်စီကရက်ရှိသေးလားတလေးလောက်ပေးပါအောင် ဒီအခါတော့ရဲမြစ်လုံလုံးပြီဟုကိုနန္နာထင်သည် သူနှင့်ရဲမြစ်တို့စကားပြောနေကြစဉ်သူကစီဂရက်လိမ့်မြတာကုန်သေးသည်ရဲမြစ်ကလင်းကားလေးလောက်ကုန်နေပြီကိုနန္နာအိတ်ထဲတွင်စီဂရက်ပူတစ်ပူရှိသေးသည်သူရာတွင်ကိုနန္နာရဲမြစ်ကိုနောက်ထပ်မပေးစဉ်အတောင်များသည်ဟုယူဆသည်ရဲမြစ်စိတ်ကိုလည်းစမ်းလို့သည် ထို့ကြောင့်ကိုနန္နာမူသားပြောသည် ကုန်ပြီကွမရှိတော့ဘူးအဲ့တော့မှဒုက္ခပဲအဲ့လိုမပြောဘူး ။ယောက်ျားပဲကွာဒီလောက်မှကိုယ်စိတ်ကိုမနိုင်ဘူးလား။ရှိရင်တော့မရှိလည်းမတော့ပဲနေလိုက်တာပေါ့။ခဏကြာရင်အိပ်ပျော်သွားမှာပါ။ရှဲမြစ်ကဘာမှမပြော။တပြင်းတစ်ချက်ကိုရှိုက်ခါမှောက်ရည်အိပ်သည်။ခဏကြာတော့ရဲမြစ်ထံမှဟောက်တန်ထွက်လာသည်။ကိုနနာသည်ရဲမြစ်ဤဟောက်တန်ကိုနားထောင်ရင်ပြုံးလိုက်သည်။ထို့နောက်ကိုကိုနေသားကြအောင်ပြင်ကအိမ်ရန်ကြိုးစားသည်သူရရင်အေးရမရ စင်စစ်ထိုးညားကအိမ်မပြောသူမှရဲမြင့်မဟုတ်ကိုနန္နာသာဖြစ်သည်ထွက်လာပြီးမှဒီခီးကိုလာမိသည်မှမှားပြီဟုကိုနန္နာနောင်နာရသည်နောက်တနေ့နဲ့နဲ့နဲ့အိမ်နောက်သို့လိုက်၍တင်ထိုးအောင်ကို ခေါ်ပြီးတဝဲသို့ပြန်လာသည် အထီတော်ပြက်တနာမပေါ်သည်နနက်နိုင်တော်သူရောက်၍တင်ထွန်းအောင်ကို မိုင်းလို့သမားများနေသည့်တဲကလေးတစ်လုံးတွင်တွေ့ရသည်ကိုနနာကိုမြင်တော့တင်ထွန်းအောင်ဖွင့်ကိုသည် ကျင်းထွန်းအောင်စိတ်တက်ကြနေပြီး မကြရည်လည်းမခံနိုင်တော့ပါပါသွားသည့်ပစ္စည်းကလေးတွေကလည်းကုန်ပြီးစားရည်တောက်ရည်အတွက်ပင်ပင်ပန်းပန်းလှုပ်လှုပ်ရသည် အထံငားလိုက်ရသည် အထံငားလိုက်ရသည်ဆိုသည့်ကိစ္စမှာလွယ်သည့်ကိစ္စမဟုတ် တောင်၄50လုံးကျော်၍တစ်ဖက်နယ်တဲကိုလိုက်ရခြင်းဖြစ်သည်အိမ်တွင်မိဘလှုပ်ရှားကိုအခမ်းအနားထိုင်စားရသည် ဂတာလီတီသည် ရုပ်ရှင်ကြည့်သည်ဒီလိုစိန်ကြကြနေခဲ့ရသောတင်ထုံးအောင်သည်ထမင်းတလုံးစားရပါမည်အရေးဒီလောက်ပင်ပင်ပန်းပန်းလုံးရသည့်အခါတွင်မခံနိုင်တော့ဒီထဲတွင်ထမင်းကိုနမန်အောင်စားရသည်မဟုတ်သူရာတွင်ထမင်းပြက်သည့်ထက်ဆေးပြက်သည့်ကပူဆိုသည်ထမင်းကို၃ရက်တော့အငတ်ခံနိုင်သည်သူရာတွင်ဆေးပြက်သည့်ကိုမူတရက်မခံနိုင်ဒီတွင်တင်ထုံးအောင်ကိုသည် သူ့အမေကိုလွမ်းသည်ညီလေးညီမလေးတွေကိုလည်းလွမ်းသည်ကြီးစားကိုလည်းလွမ်းသည် သူ့ကြီးစားကသူ့လိုပင်အရာရှိတဝီသမီးဖြစ်သည်ဒီနှစ်ဆယ်တန်းအောင်သည် သူ့ကိုစိတ်မပြန်ရအားပေးသည်သူရရင်တင်ထွန်းအောင်ရှက်သည် သူဤစားကအောင်ပြီးသူကမအောင်တော့သူချစ်သူကိုတန်ရရဝင်လာသည် တက္ကသိုလ်တွေကောလိပ်တွေရောက်လျင် သူချစ်သူက သူ့ကိုမေ့မိចောင်းတော်ကြီးသားတွေနဲ့တွဲမြီးဟုဆိုရင်လာသည် ီရထဲဖိဖိကသူ့ကိုစကားမပြောပါထုတ်ထားသည်ဖိဖိကကတားတီး၍ကြသည်စပင်ရှည်ထား၍ကြသည်ဖိုင်စကုတ်ကြည့်၍ကြသည်ဟုဆိုသည်အိမ်တွင်မျက်နှာကောင်းနည်းနည်းမှမရဖိဖိသည် သူ့အားနမဖိုးဆွမ်းနေသည်ဟုတီဟန်မတူ နမဖိုးကိစ္စကိုသိလျင် ပို့ပြီးလောင်လိုက်မိဖြစ်ခြင်းထို့ကြောင့်မျက်နှာကောင်းမရသောအိမ်တွင်မနေခြင်းလူရကျွရသို့ပြေးခြင်းသည် ဒီတွင်ရဲမြစ်နှင့်ညှိကြသည်ရဲမြစ်ကလည်းဆောင်းပွဲကြသူဖြစ်သည်အင်္ဂါထွက်ပြေးခြင်းသည်ရဲမြစ်၏အဖေသည်လည်းရရှိကြီးတဦးပင်ဖြစ်သည်သူတွင်အမေမရှိတော့ငယ်ကလေးကအမေဆုံးပြီး မကြခင်သူ့အဖေနောက်မင်းမယူသည်နောက်မင်းမကခက်ငယ်ငယ်မင်းမ၏ဆွေတွေမျိုးတွေတလေကြီးသူတို့အိမ်ပေါ်တက်လာသည်မိတွေကသူ့ကိုမကြည့်ဘူးကြာတော့ရဲမြစ်အနေကျုံလာသည်တိမ်ငယ်လာသည်သူ့အဖေကလည်းမရဘက်ပါသည် မိတွေးကသူ့အပေါ်မကြည့်ဘူးသည်ကိုအဖေသည်မသိချင်အောင်ဆောင်နေသည်ဒီတကယ်ကကျဲမြစ်သည်မိတွေးကိုသာမခအဖေကိုလည်းစိတ်နာသည်မိတွေးကမွေးသည့်သားများကလည်းသူ့အပေါ်ပူကြခြင်းသည်သူ့ဘက်မှတယောက်မှမရှိဒီအဖေတယောက်ကိုတွေ့တာနေတော့လေဒီအဖေကသူ့နောက်မိမနဲ့ကလေးတွေဘက်ကရက်တော့အခါရှင်မြစ်သည်သူ့ပါဝင်ခြင်းကိုနာကြည်လာသည် ပထမတွင်အားငယ်သည် သူ့ပေါ်ကျနာမြည်သူကိုတောင်းတသည် တို့ရာတွင်ရှာမတွေ့မိသူကမှသူကိုတွေ့တာချင်းမရှိဒီတွင်ရဲမြစ်ကလည်းမိသူကိုမှမတွေ့တာချင်းတော့ကိုကအဆဆရရနင့်နာခရသည်ဟူသောမာနသည် သူ့ရင်ထဲတွင်တဖြည်းဖြည်းချီထွားစားပြူလာသည်ဒီအိမ်ကထွက်ပြေးခြင်းမီ ကိုလန်းကိုသွားခြင်းပြီးအသက်၁၈နှစ်ကျော်ပြီမဟုတ်လောဒီတွင်အိမ်က ထွက်ပြေးခြင်းသောတင်ထွန်းအောင်၏ရဲမြစ်တို့အစီစဉ်ဆွဲကြသည် စင်စစ်တင်ထွန်းအောင်သည်ဘာမှသိသူမဟုတ် မည်သည့်နေရာသို့မှမရောက်ဘူးငငယ်ကမန္တလေးသို့တစ်ခေါက်ရောက်ဖူးယုံသားရှိသည် သူတွင်စိတ်ညစ်သဖြင့်အင်္ဂါထွက်ပြေးခြင်းစိတ်တစ်ခုသာရှိသည်အခြားဘာမှမစီစဉ်တတ်သူရောက်ဖူးကြဘူးသည်မန္တလေးသို့ပြေးခြင်းသည်ရင်းမြစ်ကသူ့လိုမဟုတ်စိတ်ကူးရှိသည်စိတ်ဆက်သည်မန္တလေးနှင့်ရန်ကုန်ဆိုသည်မှာအိမ်ဦးနှင့်ကျန်းပြင်ဖြစ်သည် အဆက်အသွယ်များသည့်မန္တလေးသို့ပြည်လျင်အိမ်တို့ချက်ချင်းတရင်ရောက်မြီမန္တလေးဘက်သို့အရောင်ပြရေမော်လမြိုင်ဘက်သို့ဆင်းမြီမော်လမြိုင်တွင်အချိန်နှင်းဆုံဆန်း၍ရေမိတ်တဝဲဘက်သို့လဲထွက်မြီဒီတွင် သူတို့အတွက်ဆေးလဲပေါပေါရနိုင်သည်မောင်ခိုကုံမျိုးစုံပေါ်သဖြင့်ငွေလဲရှာရလွယ်သည်ဟုတွက်ပြသည်ထုံးအောင်မှာကိုပိုင်အုံနောက်ဖြစ်ဘာမှမစင်စားတတ် ထို့ကြောင့်ရဲမြင့်၏အစီစဉ်ကိုလက်ခံလိုက်သည် ပါလာသည့်ပစ္စည်းကလေးတွေမကုန်ခင်တော့တင်ထုံးအောင်ပြောသည်အသစ်ဆန်းတွေကိုတွေ့ရသည်ပဝင်းချင်းသည့်လူသစ်တွေကိုကြုံရသည်ဒါကြောင့်လွလတ်မှုကိုလူတွေတောင်းတကြတာကိုဟုတင်ထုံးအောင်တွေ့မိသည်တခါတရံညအိယာဝင်း၌အင်ကိုလွမ်းသည်မှအပတင်ထုံးအောင်ပြောသည်တို့ရရင်ပါလာသည့်ပစ္စည်းလေးတွေ ကုန်၍ပင်ပင်ပန်းပန်းလောက်ရသောအခါတင်ထွန်းအောင်အားငယ်လာသည် သူ့ဘဝကိုသူတွေ့၍မျက်ရည်ကျသည် သူ့အမေသူ့ကိုဘလောက်များလွမ်းနေမလဲဟုတွေးရင်လည်းမျက်ရည်ကျသည်ညီတွေညီမတွေကိုလည်းလွမ်းရင်မျက်ရည်ကျသည်ချစ်သူကိုလွမ်းရင်လည်းမျက်ရည်ကျသည်ရဲမြစ်ကတော့သူ့နှစ်ပြောင်းမြန်အိမ်နှစ်ဝေးရေပူပြောသည်ငါမှငိုစရာမျက်ရည်မရှိတော့ဘူးကမိမိဆုံးနှုံးကငိုလို့မျက်ရည်တွေမကျန်တော့ဘူးငါမျက်ရည်တွေကိုမိမိအလောင်းနဲ့အတူ မြင်မြုပ်လိုက်ပြီးမျက်ရည်မရှိတော့ဘူး ညီမမမမန်တော့မသိရဲမြစ်သည်ဒီလို စကားကြီး စကားကျယ်တွေကိုလည်းပြောတတ်သည် ဟုတ်တယ်လို့တော့လည်းဟုတ်မည်ဟုတင်ထွန်းအောင်ထင်သည်ယခုအထိသူ အချင်းချင်းမျက်ရည်ကျဘူးတော့လည်းရဲမြစ်မျက်ရည်ကျသည်ကိုသူတစ်ခါမှမမြင်ဘူးသည်ထို့ကြောင့်တင်ထွန်းအောင်သည်ရဲမြစ်ကိုထင်ကြည့်သည်ရဲမြစ်သည်သူ့ဟီးရိုးဖြစ်နေသည်တင်ထွန်းအောင်သည်ရဲမြစ်လိုမျက်ရည်မကျအောင်စိတ်တဲကြံ့ခိုင်အောင်ကြိုးစားကြည့်သည် အတူခိုးကြည့်သည်သူရာတွင် တကယ်ငိုကျင်လာသည့်အခါကျတော့မိမြစိတ်တင်းထားသည့်ဆူစီမျက်ရည်တွေအလိုလိုကျလာတတ်သည်ရဲမြင့်ထက်ပို၍သူတွင် မျက်ရည်ထုတ်သောအကျိတ်တွေပူများပူများလေသလားဟု တင်ထွန်းအောင်ကြံကြံဖန်ဖန်တွေးမိသည်သည်ရဲမြင့်ထက်သွားတော့နေနောက်စကန်းတွင်တင်ထွန်းအောင်တယောက်ထဲကြံရင်ခဲ့သည်သူတယောက်ထဲကြံသည့်အခါ၌တင်ထွန်းအောင်ပို၍အားငယ်သည် သူရဲမြင့်နှင့်အတူလိုက်ခြင်းသည်သူရာတွင်ရဲမြင့်ကခွင့်မပြု ရဲမြစ်ကသာမဟုတ် သူခနာကိုကလည်းခွင့်မပြုစေးပြဲ့၍၎င်းအစာချို့တက်၍၎င်းအာနေသည်အာနေနေသည်အထဲတွင်လမ်းကကြံသည်တောင်တွေကိုကြော်ရသည်ရဲမြစ်ကမူဒီခီးလောက်ကိုမှမှုဘောင်းမီအိတ်ထဲကမောင်းပြန် မောင်းချဓာကလေးကိုထုတ်ကားဓာပေါက်တန်းကစားရင်သွားနေကြဖြစ်သည် ရှမ်းမြစ်သည်ဓာပေါက်ကျင်လဲသည်ကျင်လဲအောင်လဲအားလင်ဓာပေါက်နေတတ်သည်သူသွားရာတော်လန်ပြည်ကတပင်များတွင်ဓာပေါက်ရာများဓာချေရာများကိုတွေ့ရတတ်သည်ယခုကိုနန်းနာနှင့်နေအိမ်နောက်တို့လာတော့လဲရှမ်းမြစ်သည်စကားပြောလိုက်တပင်ကိုဓာနှင့်လှမ်းပေါက်လိုက်တစ်ခေါက်ကိုဓာနှင့်ထလိုက်ဖြစ်လိုက်လာသည်ဆယ်ကျဲပေါက်လင်းသုံးချက်လောက်သာလွယ်သည်ကြံဓာချက်များမှာပြစ်မှတ်ကိုထိကြသည် ကိုနနာသည်ရဲမြင့်ဤဖြက်လက်ပုံတတ္တိကောင်းပုံဆွဲရှိပုံကိုကြည့်၍အံ့ဩရသည် အပင်မန်းလဲခံနိုင်သည်လမ်းတွင်ကိုနနာကိုပင် သူကဆောက်ခေါ်ရသည်သည် နေနောင်သူရောက်၍ကိုနနာကိုမြင်ရသည်တွင် တင်ထွန်းအောင်အားအသင့်နေသည်ကြောက်လဲကြောက်နေသည်ထို့နောက်မျက်ရည်တွေစီးကျလာကကျွကျူပါအောင်ကိုသည်ကိုနနာကရဲမြစ်ကိုပြောခဲ့သည့်အတိုင်းရှာပုံတော်ဇလန်းကိုပြန်ခင်းရသည် တင်ထွန်းအောင်ကငိုဆိုင်လျက်ရှိစဉ်ရဲမြစ်ကတင်ထွန်းအောင်ကိုငေးကြည့်နေသည်မားတာမားပါစေပေါ့ကွာဒါကိုသင်ငန်းစာယူပြီးနောင်မမအောင်ပြင်ဖို့အင်ကမိဘတွေတိတ်ဆိတ်ပူနေကြပြီးကိုနန္ဒကဖြောင်းပြသည် အင်ကြောင့်ရင်ဖီဖီက ရိုက်မအောင်လေရဖီဖီရောတည်သွားပြီလားမတည်သေးပါဘူးမင်းမမေကိုတရားကြောင်ထဲ့မြေးဖို့ဦးလေးပြောထားတယ်ရိုက်လဲမရိုက်ပါဘူးငါတာဝန်ခံပါတယ်ဟိတ်ရမ်းမြစ်ဘယ်နဲ့လဲ တင်ထွန်းအောင်ကရဲမြစ်ကိုလှမ်းမိသည်ရဲမြစ်ကမိသူများမပြေးမောင်းပြန်မောင်းချတာကိုဖွင့်ကြည့်ပိတ်ချီပြုနေသည်ရဲမြစ်လည်းလိုက်ရမှာပေါ့ကွာကူဦးလေးလိုက်လာတာမင်းတို့နှစ်ယောက်လုံးအတွက်လိုက်လာတာပဲရဲမြစ်ဖေဖေကလည်းဦးလေးကိုအားလုံးတောင်းဝင်ပေးလိုက်တာပဲကျွန်တော်တော့သိမ်းလိုက်ချင်မှုဦးလေးရဲမြစ်ကခတ်တတူဖြည်သည် အိုးဘာဖြစ်လို့မလိုက်ချင်ရမှာလဲကွာမင်းတို့ဒီလိုတော်တဲ့တောင်းတဲ့လာနေလို့ဖြစ်မလားရှိရှိကြတော့မင်းတို့ပဲဖြစ်မလဲ ဒုက္ခရောက်ကုန်မှာပေါ့ရမ်းမြစ်သည်ခတ်တူတွေလုံနေသည်ပြောသည်မပြောသည်ခြေစနေဟန်တူသည်ကုဏ္ဏနာသည်မိမိတို့ပေါ်၌တကယ်စိတ်ထားကောင်းသူလောကုလူသူပ္ပသားလောဟုစဉ်းစားနေပုံရသည်ကုဏ္ဏနာသည်အပြင်းပန်းကိုကြည်လျင်တော့သူတို့ကို ထောက်ထားစာနာသူတဦးဖြစ်ဟန်ရှိသည်လူငယ်တွေနှင့်လာရောညီထွေအောင်နေထက်သူလည်းဖြစ်သည် သူရာတွင်ကုဏ္ဏနာရင်ထဲတွင်မိသူသဘောမျိုးရှိသည်ကိုမူရဲမြင်မသည့် ကျွန်တော်ကိုကိုထမင်းတလုတ်တောင်ရှာမစားတတ်တယ်ကောင်းလို့အင်ကပြောရဲဦးလေးရဒီတော့ကိုထမင်းကိုရှာစားတတ်တယ်ဆိုတဲ့အကြောင်းတည်သွားအောင်ပြရတာပေါ့ကုလီထောင်းတော့ထမင်းတလုတ်တော့စားရပါတယ်ဦးလေးရကုလီမထမ်းနိုင်ရင်လည်းခိုးစားအောင် ထမင်းတလုတ်တော့စားရတာပဲရဲမြစ်ကိုလွယ်လွယ်နဲ့ပြောရရမည်မဟုတ်ကြောင်း ကုဏနာသဘောပေါက်ပြီး ဒီကောင်ကထက်သည်အကင်းပါသည်စကားလဲတတ်သည်တင်ထောင်းလို့မေ့လဲပြောက်လဲမဟုတ် အမှတ်သေးကြည်ကြည်သည်လူငယ်တို့ဘဝကိုကိုကိုယုံကြည်စိတ်ချသည်လူကြီးကိုအထင်သေးသည်ကိုလိုသမားကို အမှန်ဟုထင်တတ်သည်ဒီတော့ရဲမြစ်ကို သူ့ဘက်သို့တင်းတင်းလို့လင်းတင်နကဖြူဟာကိုတမျိုးပြင်ရမည်တင်ထောင်းကိုသုံးသည်တင်နကဖြူဟာမျိုးတော့မရ တင်ထွန်းအောင်ကလွဲသည်သူ့မေးချောင်းကို တင်ထွန်းအောင်စိတ်ထိခိုက်လောက်အောင်ပြောရသည် အိမ်တွင်စင်ကြကြနေရမည်ဘဝကို တင်ထွန်းအောင်အားကျ၍တရေယူလောက်အောင်ပြောရသည်သူတို့နှစ်ဦးရှေ့ကြုံတွေ့ရမည်အခက်ခဲများကိုစိတ်၍ကြောက်လောက်အောင်ပြောရမည်အိမ်မှထွက်ပြေးသည့်ဖြစ် လူငယ်တွေမိတို့မိဘုံဒုက္ခရောက်တတ်ကြကြောင်းကိုဥပမာဥပမေယတွင်လည်းပြောရမည် ပြောလင် တင်ထောင်းအောင်ကိုအနိုင်ရမည်ကိုနန္နာထင်သည့်အတိုင်းတင်ထောင်းအောင်ကိုနိုင်ဝဲချောင်းပင်မပြောရကိုနန္နာစကားများကို တင်ထောင်းအောင်သည် မျက်နှာငယ်ကလေးဖြင့်နားထောင်သည် သူ့မျက်လုံးတွင်မျက်ရည်တွေလည်းဝဲနေသည်တင်ထောင်းအောင်စိတ်သက်ပြူစင်းနေသည်မှတော့တိချသည်အင်ပြန်လိုက်ချင်နေပြီသူရရင်ဘာမှတော့မပြောသည် တင်ထောင်းအောင်ဒီရဲမြစ်ကိုအထင်ကြီးသည်ရဲမြစ်ကလည်းတင်ထောင်းအောင်ထင်ကြီးမည်ဆိုရင်းကြီးလောက်သည် တင်ထွန်းအောင်ကိုသူများကအနိုင်ချင်းလျင်ရဲမြစ်ကရှေ့ကထွက်ကားခွဲသည်နုနာခန်းသည် နမဖိုးပြက်ပြီးဆိုလင်းပင်ရဲမြစ်ကခိုးဝဲ၍ရှာပီးသည်ရဲမြစ်မပါလင်းတင်ထွန်းအောင်လိုက်ချင်မှလိုက်မည်ထို့ကြောင့်ရဲမြစ်ကိုဖြို့ဖို့အရေးကြီးသည်ရဲမြစ်ကတင်ထွန်းအောင်လိုလွယ်လွယ်နှင့်ပြော၍ရမည်အစားတည်းကမဟုတ် သူသဘောထားကိုကိုကပြေဆုံးအောင်သိဖို့လိုသည်ကိုကစကားပြောလုံးမကြည့်ဖို့လိုသည် ုယ်ဆန္ဒအတိုင်းဖြစ်ရမည်ဟုအချက်ကရေးမဖြစ်ဆိုအပ်တဲ့အချက်ကလည်းလန်ထွက်သွားမည်ထို့ကြောင့်ကိုနန္ဒရဲမြင့်ကိုမူတင်နကပြူဟာတစ်မျိုးသုံးရသည်ကိုနန္ဒသည်ချက်ချင်းစဉ်းစားပြီးရဲမြက်အတွက်သူတင်နကဖြူဟာကိုချက်ချင်းချမှတ်လိုက်သည်ရဲမြက်နှင့်ထိတ်တိုက်အငင်းခုံမဖြစ်အောင်ရှောင်ရသည်ရဲမြက်၏ထင်မြင်ချက်ကိုလေးစားကြောင်းပြရသည်ကိုကစကားနည်းနည်းပြောပြီးသူကစကားများများပြောအောင်လုပ်ရမည် ူအမားကိုဒုံတိကြီးထောက်ပြခြင်းမပြုဘဲမတိမတာထောက်ပြရသည်သူအမားအကြောင်းကိုမပြောမီကိုအမားကိုကိုက ပထမများများပြောပြရမည် သူမသာအမားသည်ပြင်၍ရသော အမားဟု သူကိုယ်သူမြင်လာအောင်တွဲဝိုင်းရေးအပေးရရောက်မည်သူကိုချောင်းပိတ်ဖမ်းသည့်အဖြစ်မျိုးမရောက်စေဘဲထွက်ပေါက်ပြီးထားရမည်။သူတိတ်ခါကို သူ့ဘာသာပြန်ဆဲနိုင်အောင်ခွင်လန်းပေးထားရမည်။ထွက်ပေါက်မပေးလျင် မထူးဘူးဆိုပြီးမှားမှန်သိလျက်စတူတက်သည် သူ့တော်ကွက်ကလေးများကိုမတိမသားထောက်ပြရမည်သူကိုကိုချင်းစာနာကြောင်းပြရမည်ဤတွင်အစွန်းနှစ်ဖက်ကိုရှောင်ဖို့လိုသည်ကိုလိုချင်သည့်အရာကို အတင်းဖီမပြောရအတင်းတွန်းပြောလျင်သူတို့ကိုအကြက်ကိုင်းရအထင်သေးရရောက်မည်သူဆိုလျင်ကိုရည်ရွယ်ချက်မအောင်မြင်ယုံမျှသာမကလူငယ်ဤတက်ကြွစိတ်ကိုကိုကိုယုံကြည်စိတ်တို့ကိုချိုးနှိမ်ဖျက်ဆီးရရောက်မည် အခြားအစွန်တစ်ဖက်မှာသူတို့လို့တည်းများအလုံးမှန်းသည်ကောင်းတီဟုကိုကအလျှော်ပေးလို့နေရင် ကိုကိုကိုအထင်ကြီးသွားပြီးမိုးမြင်လေးမမြင်ဖြစ်မည်ဆိုရင်ဒီရှခုပင်ရဲမြစ်သည်ထမင်းတလုတ်ကို သူ့ဘာသာ သူတော့ရှာစားနိုင်သည်ဟုသူကိုယ်သူထင်နေပြီးသူအထင်မှန်သည်မှားသည်အပါထားသူ့မာနာကို ထိခိုက်စေမည်စကားမျိုးဖြင့်ကိုကထိတ်တိုက်ဝင်ရမဖြစ်ထမင်းကတည်းရဲ့မตายရဲ့လို့တော့မရှိပါဘူးပေါ့ကွယ်ဒါပေမဲ့ ထမင်းစားစားပုံစားနီးကတော့ရှိသေးတယ်မှလားမမှန်ကန်ရှာစားတဲ့နီးနဲ့မမှန်မကန်ရှာစားတဲ့နီးရဲ့လို့ကွဲသေးတာပေါ့ကိုနန္နာကတွဲဝါရီဝင်သည်ကိုဘသာကိုထွက်ပြေးလာပြီးမှတော့ဒီကောင်တွေထမင်းကလို့ပြန်လာတယ်လို့အထင်ခံရတာမျိုးတော့အဆက်ဆုံးမဲ့ဦးလေခုမှတော့မထူးပါဘူးကိုနန္နာကဤသို့ထင်မြင်မဟုတ်ကြောင်းဤသို့မထင်အောင်မိမိကလည်းရှင်းပြမည်ဖြစ်ကြောင်းတောင်းဝန်ယူပါသည်မဖြစ်ပါဘူးလေယာကျွန်တော်အိမ်က သူများနဲ့တူတာမဟုတ်ဘူး ဖေဖေကသူမိမနဲ့သူ့သားသမီးတွေဘက်ကကြီးပါတာကျွန်တော်ကတကောင်ကျွတ်ကျွန်တော်မှာတွေ့တယ်တွေ့တာဆရာဆိုလို့ဘာမှမရှိဘူးအိမ်မှာနေရတာတရက်မှစိတ်ချမ်းမသာဘူးဆောင်းမွဲကြတော့ပို့ပြီးတော့ဆိုသေးရဲ့ဖေဖေကရောမိတွေးကရောဆိုတယ်နှင့်ကြွေးထားရတာစံကုန်မြေလေးတဲ့တကယ်ကကျွန်တော်တလထမင်းစားတာသူခရစ်လုံကြီးတထဲဘိုးတော်မရှိပါဘူးဗျာကျွန်တော်အသေးနာလုံးလို့ရှဲမြစ်ကသူ့ခန်းစားချက်ကိုရင်ဖွင့်သည် ဒီနေရာတွင်တော့ကိုနန္ဒကလည်းကိုချင်းစားသည်ရဲမြင့်ဤမိတွေသည် သူအမသူအမလည်းတင်းတင်းများလိုစားရဲကဖြစ်မည်ဟုကိုနန္ဒတွက်သည်သူအမအရင်ခေါက်ခေါက်တင်းတင်းများကိုပလင်သူစိတ်နာသေးခဲ့လျင်ရဲမြင့်ကသူ့မွေတွေကိုစိတ်နာသည်ဟုဆိုခြင်းမှာပြောဝယ်မရှိကျွန်တော်အစတော့ကဂီတာမတီးဘူးဆေးမရှူဘူးစလေးမတော့ဘူးစမီရှေထားတယ်စမီရှေထားပြီမဲ့ကျွန်တော်လမ်းသေးလို့မနေပါဘူးကောက်ကောက်မုံမုံနေတာပါ ဆာလဲကျူးစားတာပဲဒီနေ့တတန်းအောင်တာပဲဒါလဲညူညင်ခံရတာပဲအဆူမလုပ်ဘူးစမရှိထားလဲထားပြန်ပြီဆာဖက်လဲပဲဆာရီဖက်ပြန်ပြီသူကိုယ်သူဘီကြနေတာပဲလူဝဆယ်တန်းမအောင်ဘူးဖတ်တော့ကြီးကြီးကျယ်ကျယ်ဖတ်တယ်အိမ်မှာဘာမှသုံးချဘူးဆိုပြီးဆိုတယ်ဝိဓုစာအုပ်တွေဖတ်ရင်လည်းမဖတ်ရဘူးဆိုပြီးစာအုပ်ကိုလွတ်ပစ်တယ်တငယ်ချင်းတွေနဲ့တွေ့လို့တခါတလေများအိမ်ပြန်နောက်ကျရင်ချက်ဘိုးထိုးနေတာပဲ ဘာပဲဆိုပြီးစူတယ်တနှလုံးမှာ sport shirt လေးတစ်ထဲနှစ်ထဲဝယ်ပြီးရယ်ဆယ်တန်းသာရောက်ရောမူဖို့တစ်နှစ်ပြား90ပဲရတယ်ဦးလေးစဉ်းစားကြည့်ပါဒီခေတ်ကြီးထဲမှာ ပြား90ကဘာသွားစားမလဲလက်ဖေးတစ်ခွက်ကိုပြား၄၀အဲ့ဒါကျွန်တော်ကမလောက်ဘူးလို့ထပ်တောင်းတော့သားသမီးတွေအားလုံးညီသူမျှသူပေးတာပဲတဲ့။နင်ကဘာဖြစ်လို့ပို့လို့ချင်ရတလဲတဲ့။သူ့သားသမီးတွေက17နှစ်17နှစ်အရွယ်တွေ 6တန်း9တန်းမှာ diary နဲ့ကျွန်တော်ကိုမဖို့တူတူပြီးတော့ diary စားသလိုကျွန်တော်ကဈေးပြတော့တထုံနဲ့ပြီးတော့မှလာတကယ်ချင်းပေါင်းသိန်းကို ကိုကတစ်ခါလေးဖြန့်ချွေးဖို့မွေးဖို့မပြောနဲ့ကိုဘာသာကိုတော့မစားတော့ဘူးကိုနန္ဒကတပြင်းချသည်ရဲမြင့်ပြောသည့်စကားမှန်လင်းတကယ်ဘာမှမတုံးတော့မင်းဖေဖေကိုမပြောဘူးလားရဲမြင့်ကနှာခေါင်းရှုပ်သည်ဖေဖေရှိကြတော့မိတွေကကျွန်တော်ကိုဖူးဖူးမုံမတက်ပဲဗျာပြောလိုက်တာမှရှွ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 ှ ခေါ်တာတော့ဖေဖေခေါ်တယ်လို့ကိုရဲလို့ခေါ်တာဖေဖေကွယ်ရမှာတော့ငရဲတဲ့ဒီတော့ကျွန်တော်ဖေဖေပြောတော့လဲဖေဖေကဘယ်ယုံမလဲပြီးတော့ဟာမပြောချင်ပါဘူးဦးလေးရာရှဲမြစ်တီသူ့ရဲ့ဖေကိုစိတ်နာနာနဲ့ပြောတော့မြည်ဖြူပြီးမှမြူသိထားလိုက်ပုံရသည်ဒါနဲ့မင်းပေတီပြစ်လိုက်တော့ဆိုပါတော့ကိုနနာကရဲမြစ်မျက်နှာကိုတတဲကြည့်ပြီးမေးသည် ရှဲမြင့်ကပင်ချက်ထွင်ပြောနေသလိုဟု သူအကဲခတ်လိုက်သည်။ရှဲမြင့်မျက်နှာမှာပကတိယူသားသောမျက်နှာဖြစ်သည်။ကြံရှိနေသောဘိုင်းများကိုဆက်လက်ဖျက်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးရှင်။ကျေးဇူးတင်ပါတယ်ရှင်။